ော့လူမဟုတ်တော့ဘူးဗျာတကယ်လူမဟုတ်တော့ဘူးစက်ရုပ်ကျွန်တော်တို့ကနမည်ပြောင်းပေးထားတယ်တကယ်စက်ရုပ်ဗျာလို့နော်ပွဲတိုင်းဂိုးတွင်းနေတာကြီးရောတကယ်မဟုတ်တော့ဘူးဗျာလို့နော်အဲ့တော့ခမရတို့လည်းကျွန်တော်ဟာလန်အကြောင်းခရဏပြောလို့နားညင်းနေတော့ပြီဒါပေမဲ့နားညင်းလည်းမတက်နိုင်အောင်ပြောရမှာပဲဗျာဟာလန်ပြောချင်စရာဖြစ်အောင်ကိုဂိုးတွေကတွင်းနေတာကြီးဗျာလို့နော်ဒီရီမှာသူ့လောက်ကောင်းတဲ့ကစားသမားမရှိသေးဘူးဒီရီမှာသူ့လောက်ဂိုးတွင်းတဲ့ကစားသမားလည်းမရှိသေးဘူးအဲ့တော့ဟာလန်ဟာလန်ပါပဲဗျာလို့ ဲမင်္ဂလာပါကျွန်တော်တို့ဗုဒ္ဓကြီးပါမန်စီးတင်းတွေကိုမြဲတင်ဆက်ပေးနေတဲ့မန်စတီဖန်တယောက်ပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဟာလန်ရဲ့စံချိန်ကြောင်းလေးတွေကျွန်တော်ပြောလိုက်ကြရအောင်ဗျာလို့ကြားတယ်အဲ့တော့ဟာလန်ညာကျွန်တော်တို့ဒါနော်ဝေတင်းရဲ့ပွဲမှာနှစ်ကိုးတွင်းတယ်နှစ်ကိုးတွင်းပြီးတော့နော်ဝေတင်းကို1998နောက်ပိုင်း ဒါပထမဦးဆုံးအကြိမ်အဖြစ်ကမ္ဘာဖလားကိုအရောက်ပို့ပေးလိုက်ပြီဒါပြီးခဲ့တဲ့ပွဲစဉ်ကလေးကဒါနော်ဝေတင်းက6ခွာခြားချက်6ခုအတာနဲ့ဒါနောက်တစ်ဆင့်ကိုတက်ရောက်ပြီးဖြစ်တယ်လို့ပြောလို့ရရဗျာဒီပွဲစဉ်မှာဟာလန် sorry အီတလီတင်းကိုရှုံးနိမ့်သွားခဲ့ရင်တောင်ဒါနော်ဝေတင်းကဒါ6ခုပြတ်မရှုံးလို့ရှိရင်နောက်တစ်ဆင့်ကိုအော်တိုတက်ရောက်ပြီးလားဒါပေမဲ့အဲ့ဒါကိုအီတလီကွင်းမှာ၄ခုသွင်းပြီးတော့ကိုပဲဒီကောင်တွေကနောက်တစ်ဆင့်ကိုတက်ရောက်သွားတာဆိုတော့ twist ရင်တော့တော်တော်ကိုကောင်းတယ်လို့ကျွန်တော်တို့တတ်မှတ်လို့ရတယ် အီတလီကွင်းမှာနော်အီတလီဆိုတာခံစစ်ခက်ဆက်ဆက်ကောင်းခဲ့တဲ့ကောင်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီကဘာဖလာခြေစစ်ပွဲရောက်သွားရင်တော့ဒါဒီအီတလီကဒုံးဝခြေပြတ်သွားတယ်လို့ပဲပြောမလားဘယ်လိုပဲဖြစ်ပြောမလားဒါမှမဟုတ်ဟာလန်တို့ကပဲကောင်းနေရလို့ပြောလို့ရမလားလက်ရှိချိန်မှာအီတလီကဒါခြေစစ်ပွဲကစားအောင်မှာပလေးအော့ဖ်တွေပါထက်ကန်ရအောင်မှာအဲ့တော့ဟာလန်တို့ကတော့ကျွန်တော်တို့လုံးဝကဘာဖလာကိုရောက်သွားခဲ့ပြီအဲ့တော့တေချာတခုပါဗျာနော်ဝေတင်းကဟာလန်မပါလို့ရှင် ကမ္ဘာဖလားချင်းစပွဲအောင်မှာမဟုတ်ဘူးဒါကောင်းတာကတော့ကျွန်တော်လက်ခံတယ်နော်ဝေတင်းရဲ့အတင်းသားတွေလုံးဝအကုန်ကောင်းလို့မလို့ကျွန်တော်တို့ဒါတကယ်ကိုကောင်းမွန်လာတဲ့အတင်းတင်းဖြစ်လို့မလို့ကမ္ဘာဖလားဝင်ခွင့်ကိုထပ်ထိုက်တန်တန်ရရှိသွားခဲ့တာဒါပေမဲ့အခုဟာလန်ကလက်ရှိချိန်မှာဂိုးတွင်းနိုင်ကြီးကပိုးစိုးပတ်ဆက်ကြီးကိုတွင်းနေတာကျွတ်စင်ကျွန်တော်စောစောကတရင်တစ်ခုတောင်ကြည့်လိုက်ရတယ်ဒါဟာလန်အကြောင်းတင်ထားပါတော့ခင်ဗျားတို့တည်တဲ့ဖာဘီဖာဘရီဇီယိုရိုမာနိုပဲဒီကောင်တင်ထားတာဟာလန်ကိုမတွင်းနိုင်တဲ့ပွဲဟာနှစ်ပွဲပဲရှိရင် အဲ့ဒါကျွန်တော်တို့ Aston Villa နဲ့ပွဲတာလောလောလတ်လတ် clear မှာခင်ဗျားတို့မှတ်မိတယ်ပြီးရင်ကျွန်တော်တို့စပောက်ရှုံးသွားတဲ့ပွဲအဲ့နှစ်ပွဲပဲကိုမတွင်းနိုင်တယ်ကျန်တဲ့ပွဲတွေအကုန်လုံးဂိုးတွေကြီးတောက်လျှောက်တွင်းနေတာခုမှပွဲ20ခန်းရည်နိုင်ငံနဲ့ကလပ်အတင်းအတွက်ဂိုးပေါင်း33ဂိုးတွင်းပြီးပြီတဲ့တကယ်ကျွန်တော်ဗီဒီယိုအစမှာပြောတယ်လို့ပဲလူမဟုတ်တော့ဘူးတကယ်ဆက်ရုပ်ဖြစ်နေပြီဒီကောင်ကြီးကတကယ်ဆက်ရုပ် စဉ်းစားကြည့်ဗျာသူများတွေပွဲပေါင်း20လောက်ကန်ပြီးမှ10ကူလောက်တွင်းနိုင်ကိုဒီတိုက်စစ်မှုတော်တော်ကောင်းနေဆိုပြီးတော့ဖြစ်နေရဗျာနောက်ဆုံး15ကူတွင်းအောင်ဗျာဒါကဘာအစစ်တိုက်စစ်မှုဆိုပြီးတော့လက်ခံနေကြပြီအခုဒီကောင်ကြီးကပွဲပေါင်း20မှာ ကျွတ်စင်ကြီးပြလို့တကယ်ကျွတ်စင်ပွဲပေါင်း20မှာ33ခုဆိုတာကြီးကတကယ်ရော်နယ်ဒိုမက်ဆီတို့ level နှုံထားကြီးကိုတွင်းပြနေတာလို့နော်အခုမှနိုဝင်ဘာပဲရှိသေးတယ်ကျွန်တော်ဘောလုံးရာလီယာမေလမှာပြီးမှာအဲ့တော့မေလရဲ့ဒီဇင်ဘာရဲ့အခုနိုဝင်ဘာတဝက်ရဲ့ဆိုတော့6လခွဲလောက်တောင်ကြန်နေတယ်တကုံဂိုးတွေဘယ်နှဂိုးထက်တွင်းမလဲစဉ်းစားတာကြီး6လခွဲတော့ခုဂို ဂိုးပေါင်းက33ဂိုးရှိနေပြီ6လခွဲကြံနေတဲ့အချိန်မှာနောက်ထပ်ဂိုးဘယ်နှဂိုးထပ်တွင်းမလဲဆိုတာကျွန်တော်တို့ထိုင်ရှည်အောင်မယ်ဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာကျွန်တော်ကန်ဒီကံမတော့ပြောလို့မရဘူးဒန်ယာရကောင်းရတော့နိုင်တယ်အဲ့တော့ဒန်ယာမရလို့ရှိရင်တော့ဂိုးတွေဘလောက်တွင်းမလဲဆိုတာကျွန်တော်တို့ရေကြည့်လိုက်တော့ဗျာကျွန်တော်ကတော့ခံမလိုက်မယ်အနည်းဆုံးဂိုးပေါင်း90လောက်ထိတွားမယ်လို့ထင်တယ်ဗျအခု33ဂိုးဆိုတော့နောက်ထပ်38ဂိုးအတွင်းကျွန်တော်ဂိုးပေါင်း80ရသွားပြီအဲ့တော့ဟာလန်ဂိုးတွင်းဂိုးတွင်းလင်အောင်မယ် ဟာလန်ရဲ့ twin goal တွေနဲ့ကျွန်တော်မန်စီတန်ရဲ့ premier league champion ဖြစ်မယ်။နော်ဝေတင်းရဲ့ကမ္ဘာပလာမှာတောက်ပလိမ့်မယ်။အဲ့တော့ဟာလန်ဒီရွှေဘော်လုံးစုအတွက်ဒေဂျာတလောက်ကိုရှိနေပြီလို့ပြောလို့ရတယ်။ဒန်ယာရာမရဘူးဒီနှုံထားတိုင်းဆက်သွားလို့ရှိရင်ဒေဂျာရဲ့ရွှေဘော်လုံးစုကဟာလန်အတွက်ပဲ။တကယ်ကိုကောင်းတဲ့ဟာလန်ကြီးပါလို့တကယ်ကျွတ်စင်။အဲ့တော့အခုဒါ premier ဒီနိုင်ငံတကာ twin goal တွေနော်နိုင်ငံတကာ twin goal တွေမှာဆိုလို့ရှိရင်အခုသူ့ရဲ့ twin goal ကစကုနကူရှိသွားတယ်။ sorry 55ကူဖြစ်သွားပြီ။အဲ့ဒါကိုရဖို့ဒီကောင်48ပွဲပဲကန်ခဲ့ရတာ နော်အိုက်ဆန်ညင်ရောကျွတ်စင်ရောအမ်ပတ်ပြီးတော့55ခုရဖို့ရေကို64ဘွယ်လားမသိဘူးဆော့ခဲ့ရတာအဲ့တော့48ဘွယ်ဆော့ပြီး55ခုရတာအမ်ပတ်ပြီးလို့កောင်မျိုးတော့64ဘွယ်ဆော့ပြီးမှ55ခုရတာဗျာစဉ်းစားကြည့်လိုက်တော့အဲ့မ quality goal twin non quality ကိုစဉ်းစားကြည့်လိုက်တော့တကယ်ဗျာတကယ်ကျွတ်စင်ပြီးရင်အခုကဘာဖလာ60ဘွယ်တစ်လျှောက်လုံးမှာအဲလန်ဟာလန်ကိုမတွင်းနိုင်တဲ့ဘွယ်တစ်ဘွယ်မှမရှိခဲ့ဘူးတကယ်တစ်ဘွယ်မှမရှိခဲ့တာပွဲတိုင်းကိုဂိုးတွင်းတာအဲ့တော့ Kevin De Bruyne မရှိလဲ Haaland ကိုတွင်းတယ် Kevin De Bruyne ရှိတော့ကလည်း Haaland ကိုတွင်းတယ်အဲ့တော့ Haaland ဒီခမရဘဒူရှိမှဘဲဝါရှိမှဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘူးဂိုးကသွင်းနေမှာပဲဘာလို့ဂိုးတွင်းနေရလဲကျွန်တော်ပြန်စဉ်းစားကြည့်လိုက်တယ် Haaland လူမှမဟုတ်တာဗျာစက်ရုပ်စက်ရုပ်ဆိုတာသူ့လုတ်တိုင်းပဲသူပုံမှန်တိုင်းပဲလုတ်မှာပဲဟုတ်တယ်မလားဂိုးကတော့အမြဲတမ်းတွင်းနေအောင်မှာပဲအဲ့တော့ Haaland ဒီခမရတို့ကြိုက်ပြီဖြစ်စီမကြိုက်ပြီဖြစ်စီလက်ရှိအချိန်မှာကမ္ဘာအကောင်ဆုံးကစားသမားဘဒူလဲမင်း Haaland လို့တာဖြစ်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  အဲ့တော့ဟာလန်အခုဂိုးရီယာဒီမာတင်ရက်တန်အောင်မအောင်ထက်ခါထက်ခါတွင်းအောင်မှာအဲ့တော့ကျွန်တော်တို့မန်စီးအတင်းကိုဒန်ယန်ပြတနာကင်းစစ်စွာနဲ့ပြန်လာပြီးနောက်ထပ်ဂိုးရီတွင်းဖို့အစင်းင်းဖြစ်နေပြီးဟာလန်ဂိုးရီဘယ်နှဂိုးထက်တွင်းမလဲဆိုတာပဲကျွန်တော်တို့စောင့်ကြည့်လိုက်တဝါကြီးဒါစောင့်ကြည့်လိုက်တော့ဗျာလို့